hello အားလုံးမင်္ဂလာပါ United ရှိုးကနေကြိုဆိုပါတယ်ဆိုတော့ဒီတစ်ပတ် Premier League ပွဲစဉ်ဖြစ်တော့ကျွန်တော်တို့ Manchester United က Liverpool ရဲ့အကွင်းကိုကျွန်တော်သွားပြီးတော့ရှင်ပြိုင်ကစားရမယ်ဆိုတော့ United အတွက်ကျွန်တော်တို့တော်တော်ကိုစိန်ခေါ်မှုကြီးမားလာမယ့်ပွဲဖြစ်တယ်လို့ကိုယ့်ရဲ့အခါတီးဆုံးပြိုင်ဘက်နဲ့ကျွန်တော်ရှင်ပြိုင်ကစားရမယ် Liverpool နဲ့ကစားရတဲ့ကျွန်တော်ဒါပွဲတိုင်းနှစ်တိုင်းက United အတွက်ပေါ့နော်လွယ်ကူခဲ့တဲ့ဆိုတဲ့နှစ်တည်းဟာ မရှိသလောက်နေပါပဲဆိုတော့အခုလက်ရှိမှာလည်းပဲလီဗာပူးတင်ကဒီ international break မတိုင်ခင်တုန်းကကျွန်တော်တို့ဒါပွဲစဉ်၃ပွဲဇက်တိုက်ပြိုင်ပွဲစုံမှာသူတို့၄ရှုံထားတယ်ပရီးမီးယားလေး၂ပွဲအထိကျွန်တော်ရှုံထားပြီးတော့အဲ့ဒီရှုံပွဲ၃ပွဲစလုံးဟာအဝေးဝင်းကလာတယ်ဆိုတော့လက်ရှိကျွန်တော်တို့ကလီဗာပူးတင်ရဲ့အိမ်ဝင်ကိုတွားပြီးတော့ရှင်မင်းကစားရမှာ မန်ချက်စတာယူနိုက်တက်နဲ့နီးပြဖြစ်တဲ့ရူဘင်အမိုရီနေနဲ့ဘလောက်ထိကျွန်တော်သာလုံးပြနိုင်မလဲကျွန်တော်ယူနိုက်တက်ပေါ်မှာဘလောက်ထိကျွန်တော်မျောလင့်ထားလို့ကျွန်တော်ရလဲဆိုတော့ဒီပွဲနဲ့ပတ်သက်လို့ကျွန်တော်ဘောတော့ဆွေးနွေးစရာကောင်းတဲ့ဒါပွဲကြိုးတွန်းတဲ့ချက်တွေကိုကျွန်တော်သာဆွေးနွေးကြည့်အောင်ပါဆိုတော့ပရီးမီးယားလိပွဲစဉ်၈အဖြစ်ပေါ့နော်လေဘာဦးရကွင်းမှာကျွန်တော်တို့ဒါရှင်မင်းကစားရမှာပါတနင်္ဂနွေည7:00နာရီကိုကျွန်တော်တို့တွားပြီးရှင်မင်းကစားရမယ်ဆိုတော့လက်ရှိလေဘာဦးသင်းရဲ့အနေထားကိုကျွန်တော်ကြည့်ရင်အဲလေဘာဦးကပရီးမီးယားလိပွဲစဉ်9ပွဲမှာသူတို့9ပွဲအထိအနိုင်ယူပြီးတော့ဗောနော အနှစ်ပွဲရှုံးနိမ့်ထားတဲ့အသင်းဖြစ်တယ်။အဲတည်ကြရဲဆိုတာကျွန်တော်မရှိသေးဘူးပေါ့နော်။တိုက်စစ်က73ကိုဒီကျွန်တော်ရတာတယ်။ခန်းစစ်က9ကိုပြန်ပေးထားရတယ်။လီဗာပူးကိုကျွန်တော်ဒီရာဒီကြည့်မယ်ဆိုလို့ရှိရင်ဟို Chelsea တို့ပေါ့နော် Crystal Palace တို့ကိုမရှုံးခင်မှာ တောက်လျှောက်9ပွဲဆက်တိုက်ပရီးမီးယားလိမှာအနိုင်ရတော့ငါလေ။အဲဖီယူဖေးရဲ့ပုံစံမျိုးတွေနဲ့အနိုင်ရခဲ့တာတွေကျွန်တော်များတယ်ပေါ့။သူတို့ပြန်ကြတော့လေပါဦးတင်းနေတဲ့ခန်းစစ်မှာဆိုလို့ရှိရင်တည်ငြိမ်မှုတွေအားနေတာเนาะခန်းစစ်မှာဆိုလို့ရှိရင်စိတ်ချမှုတွေအားနေတာ ဒါတွေဟာတော်တော်ကြီးကိုပြဿနာဖြစ်ခဲ့တာเนาะဆိုတော့ယာစီစကလေးကအဲ့ဒီအတိုင်းပဲသူတို့ဆက်သွားနေခဲ့တာဆိုတော့ဟိုပြီးခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်လည်းပဲသူတို့ Chelsea နဲ့ပွဲကော Crystal Palace နဲ့ပွဲကော Kansas အားနေချက်တွေကိုကျွန်တော်မြင်ရပြီးတော့သူတို့ဒီရှေ့ပွဲတွေလိုမျိုးပေါ့နော် နောက်ကြကူတွေဘာတွေနဲ့အနိုင်မယူနိုင်တော့ပဲနဲ့သူတို့တွေတိုင်ပတ်သွားတယ်ဆိုတော့ဒါတွေကိုနီးပြအားနေဆိုတော့ကကူရီနဲ့ပွဲမှာပြင်ဆင်လာဖို့ကြိုးပမ်းမယ်ဆိုရင်တော့တမျိုးပေါ့လေနီးပြတွေဆိုတာကတော့ ကိုနီးပြကလွင်ဘောနော်နီးပြတွေဆိုတာကတော့အလုံးမဖြစ်တဲ့အရာတွေကိုဘယ်သူမှခက်ကြကြမတုံးကြဘူးဗောနော်အလုံးဖြစ်တဲ့အထိကျွန်တော်ကမျောလင်းကြတာအလုံးဖြစ်တဲ့အထိကျွန်တော်ဆက်သွားကြတာပဲပြောင်းလဲကြတာပဲတူတော်လည်းပဲအာနီစလိုအနေနဲ့ပြောင်းလဲလာမလားဗောအခုဆိုလို့ရှိရင်လီဗာပူးအသင်းမှာဆိုလို့ရှိရင်ဂိုးသမားအလစ်ဆန်ပါနိုင်မှာမဟုတ်တော့ဘူးအလစ်ဆန်က hamstring injury ကျွန်တော်ရနေတယ်အဲဒါပေမဲ့လည်းလို့ဗောနော်ကျွန်တော်ဒီသူတို့မှာမာမာလက်ရှိပီလီကျွန်တော်ရှိတယ်နောက်တက်မှာဆိုလို့ရှိရင်လည်းဘန်တိုက်ကသူ့ရဲ့အကောင်းဆုံးပုံစံကျွန်တော်ပြင်မြင်မနေရဘူး ိုနာတေးကလည်းပဲ injury ပြဿနာရှိနေတဲ့ပုံစံဒီကြောင့်ပြင်သစ်လက်ရွေးစင်ကနေပြီးတော့ကျွန်တော်နှုတ်ထွက်ခဲ့တာတွေကျွန်တော်ရှိတယ်။အဲ Ryan Grevenbach ကလည်းပဲကျွန်တော်အနေနဲ့ပေါ့နော်ဒါလူစားလဲခဲ့ရတဲ့အခိုက်အတန့်တွေရှိတယ် Netherlands တို့ကစားရင်းနဲ့ဆိုတော့ကျွန်တော်ကြည့်ရင်ပေါ့နော် Liverpool တင်းမှာဆိုလို့ရှိရင်အရာအလုံးကအဆင်ပြေမနေဘူးပေါ့နော်အဲခုနှစ်ပွဲမှာ၅ပွဲထိနိုင်ထားတယ်ဆိုတာကလည်းတော်တော်ကောင်းတဲ့အနေထားပါကိုရီဆိုလို့ရှိရင်၃ပွဲတော့မနေနိုင်အောင်ကျူးပန်းနေရတာပေါ့နော်လေဘောင်းအင်းတင်းနေ၅ပွဲစတိုက်ကျွန်တော်နိုင်ထားတယ် အဲ့ဒီမှာဆိုလို့ရှင်လည်းပဲတိုက်စစ်ဆွမ်းဆောင်ရည်ကြီးကျွန်တော်တွေ့ရတယ်။ခန်စစ်ကလည်းကျွန်တော်ဂိုးတွေပြီးထားရတယ်။နီးပြရူဘင်အမိုရီနဲ့ကိုရီမန်ချက်စတာယူနိုက်တက်ရဲ့လုံးလုံးမျှော်လင့်ချက်မရှိတာမျိုးမဟုတ်ပေမဲ့လီဗာပူးတင်ဟာ international break မတိုင်ခင်၃ပွဲဆက်တိုက်ရှုံးခဲ့ရတယ်ဆိုတာကတိုက်ဆိုင်မှုလို့သူတို့ယူဆမှာမဟုတ်ဘူး။အားနေချက်တကြောင်ဆိုတော့သူတို့တိမှာပဲ။ဒါတွေကိုသူတို့ပြောင်းလဲဖို့ကြိုးပမ်းလာမှာပါ။အဲ့ဒီတော့ United နဲ့ပွဲမှာ အဲ့ဒီအရာတွေကိုသာသူတို့ပြောင်းလဲလာမယ်ဆိုလို့ရှင်ကိုရီအတွက်ကတော့ပူပြီးတော့တောင်မှခတ်နိုင်သေးတယ်ပေါ့နော်ဆိုတော့ဒါကြောင့်လက်ရှိမှာဆိုလို့ရှင်လီဗာပူးတင်းမှာအလက်ဇန္ဒားအီစတိုအန်ဝင်ခွင့်ကြဖြစ်မနေဘူးပေါ့နော်အဲဖလော်ရီယန် VS တို့ကျွန်တော်တို့ကဒီ performance ကြီးကောင်းနေပြအတိုင်းမဲ့လို့ output number တွေသူလုတ်ပြထားနိုင်ခြင်းမရှိသေးဘူးပေါ့နော်ကိုရီကိုဒုက္ခပြင်ကြဂိုးရီတွင်းနေကြမိုဟာမက်ဆာလာဆိုလို့ရှိရင်လည်းပဲအဲရှေ့မှာတောက်လျှောက်ဆိုလို့ဂူးရတာတွေကျွန်တော်နဲနေတယ်နော်ယာဂိုးရီပါတယ်ကျွန်တော်ဘလို့မမတွေ့ရဘူးအဲ့ဒီတော့ကိုရီနဲ့ပွဲမှာပဲ ရာအလုံးပြောင်းလဲကောင်းလဲပြောင်းလဲအောင်လုပ်မဲ့ကစားမှလည်းကျွန်တော်ဖြစ်ကောင်းဖြစ်မှာပဲတိုးတော်လည်းပဲမဖြစ်ဘူးကျွန်တော်မျှော်လင့်ရမယ်ဗောနော်ဒါကြောင့် United နဲ့တွေ့မဲ့ပွဲမှာ Liverpool တင်းတွက်လည်းခက်ခဲတာတွေကျွန်တော်ဗောနော်စိတ်ပူစရာကောင်းတာတွေကျွန်တော်ရှိတယ်အဲသူတပင်းတော့၃ပွဲဆက်တိုက်ရှုံးထားတယ်ဆိုတဲ့အနေထားမှာသူတို့အနေနဲ့ရှားလက်တွေပြောင်းပြန်လံမှုသူတို့ကြိုးပမ်းလာမှာပဲဒါအပြင် Manchester United ကိုကျွန်တော်ချစ်ရင်လည်းပဲအရာအလုံးကအဆင်ပြေမနေဘူးเนาะဒါကြောင့် Liverpool အကွင်းမှာသွားကစားမှာဖြစ်တဲ့အတွက်ကိုပဲကိုရီတို့ကဘလို့မှမလွယ်ကူပါဘူး ဆိုတော့ညီကိုရောဘယ်လိုမြင်ကြလဲလက်ရှိလေဘောင်ကြီးအခြေအနေပတ်သက်ပြီးတော့ဆိုတော့ကိုအသင်းနဲ့ပတ်သက်လို့ကျွန်တော်ပြောကြည့်အောင်ဆိုတော့အားလုံးလည်းတိရတိုင်းပဲကျွန်တော်တို့နီးပြဖြစ်တဲ့ရူဘင်အမိုရင်းရဲ့လက်အောက်မှာရလက်တီကဘယ်လိုမှမတည်ငြိမ်ဘူးအမတည်ငြိမ်မင်းနဲ့ကစားပုံတွေကလည်းပြောင်းလဲလာနေစွမ်းနေပါတယ်ကျွန်တော်အများကြီးမရှိဘူးဗောနော်မရှိဘူးသို့တော်လည်းပဲပြီးခဲ့တဲ့ပွဲမှာတော့ဆန်တလန်နဲ့ပွဲမှာအကောင်ဆုံးပုံစံနဲ့ကျွန်တော်နိုင်တယ်ဒါပေမဲ့အဲ့ဒီရှေ့ပွဲဒီမှာဆိုလို့ရှိရင်ရလက်တီကမတည်ငြိမ်တာတွေများပြီးတော့နီးပြအမိုရင်းရဲ့ အနာဂတ်ကိုတောင်မှကျွန်တော်တို့ကထုတ်ပယ်ဖို့နဲ့ပတ်သက်ပြီးတော့ဗောနော် အများကြီးပြောတာဆိုတာရှိခဲ့ကြတာအဲ့ဒီတော့နီးပြရူမင်းအမိုရီနေနဲ့ရုတ်တရက်ကြီးချက်ချင်းဆိုသလိုဝုန်းနိုင်ခွန်းပြောင်းလဲသွားအောင်လုံနိုင်ဘူးတော့မလွယ်ပါဘူးတော့မလွယ်ပါဘူးဆိုတော့ဒီပွဲမှာလည်းပဲအမိုရီတွက်ကတော့တတော်ကြီးကိုခိန်အောင်မဲ့အနေထားမျိုးပါပြီးခဲ့တဲ့နှစ်ကလေဘောက်တင်းရဲ့ကွင်းကိုသွားရှင်မိုင်ကစားတော့ကတော့တစ်ဖက်ကနှကူးစီတည်ကြီးကြခဲ့တာဗောလေကျွန်တော်တို့နောက်ဆုံးဟယ်ဒီမကွိုင်းယာအေရီယာဘောက်စိတ်ကနေပြီးတော့ကျွန်တော်သာလွဲချော်ခဲ့တဲ့အလုံးက ဝင်သွားခဲ့မယ်ဆိုလို့ရှိရင်တော့2 3နဲ့နိုင်မဲ့အခွင့်အရေးမျိုးပါအဲ့လိုအမျိုးကျွန်တော်လက်လွတ်လိုက်ရတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတော့မှ United အနေနဲ့အဆင်ပြေအောင်ကစားနိုင်ခဲ့တယ်ပေါ့တိုးတိုးလည်းပဲလက်ရှိမှာအချိန်ကြီးတွေကမတူတော့ဘူးပေါ့နော်လေဘောက်အသင်းမှာလည်းအဲတိုက်စစ်ပိုင်းတွေမှာပို့ပြီးတော့ corner ကစားမတွေဖြစ်နေပြီကစားပုံတွေသူတို့ကပြောင်းလဲပြနေပြီကိုရီ United ကတော့ကစားမကောင်းနေတိုက်စစ်မှာရောက်လာတာကလွဲရင်တူတူကြကြကြီးကျွန်တော်အနေနဲ့ပေါ့နော်ရှိမနေသေးဘူးပေါ့ဗျာဆိုတော့ United ကလက်ရှိမှာဆိုလို့ရှိရင်အဆင့်30မှာပါ အဆင့်တစ်ဆယ်မှာကျွန်တော်ပရီးမားလိပွဲစဉ်ခုနှစ်ပွဲကစားပြီးတဲ့ချိန်မှာကိုရီ၃ပွဲပဲနိုင်ပါသေးတယ်။တပွဲတည်ရကြပြီးတော့ကျွန်တော်၃ပွဲထိရှုံးနေထားပါတယ်။ဘယ်လိုမှရလက်ကောင်းနေရှိမနေပါဘူးနော်။ဒါအပြင်အဲ့ဒီ၃ပွဲနိုင်တဲ့ပွဲစဉ်တွေကိုကျွန်တော်ကြည့်ရင်စန်တလန်နဲ့ပွဲကျွန်တော်ပါမယ်။ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ဒီဖူလန်နဲ့အဖူလန်နဲ့ရတည်ကြတာနော်။အဲဘန်လီနဲ့ပွဲကျွန်တော်ပါမယ်။နော်ဘန်လီနဲ့ပွဲကျွန်တော်ပါမယ်။ပြီးရင်အဲ၁၀ယောက်၁၁ယောက်ဖြစ်နေတုန်းကအချိန်ကြီးများနိုင်ရခဲ့တဲ့ချယ်စီတင်းကျွန်တော်ပါမယ်။ကြည့်မယ်ဆိုရင်ကိုရီတွက်က အားရကြီးနေစရာနိုင်ပွဲမျိုးတွေဟုတ်မနေသေးဘူးပေါ့နော်ဆန်ဒလန်နဲ့ပွဲစဉ်ကလွှဲရင်ပေါ့လေဒါကြောင့် United ရဲ့နိုင်ထားတယ်ဆိုတော့၃ပွဲကတော်တော်ကြီးကိုတိုင်ပတ်ပါတယ်နော်။ဒါအပြင်ကျွန်တော်အနေနဲ့တိုက်စစ်က9ကူပဲရသေးတဲ့အချိန်မှာခန်းစစ်က17ကူပြီးထားရပါတယ်။ဆိုတော့တိုက်စစ်ကရတဲ့ twin ကိုတွေကခန်းစစ်ထက်နည်းနေတယ်ဆိုတဲ့အခါကျတော့ဒါလက္ခဏာကောင်းတော့ကျွန်တော်မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့အသင်းကိုစီအသင်းကောင်းကိုစီဒီမှာဆိုလို့ရှိရင် goal difference ဒီမှာပိုပြီးတော့ကောင်းရတယ်ပေါ့နော်။ကိုတွေက goal difference ကို minus ထွက်တယ် အဆင့်တက်ကနေအဆင့်ကျွန်တော်တို့အနေနဲ့ဒီဆက်နှစ်အထိရှိတဲ့အသင်းတွေကိုကျွန်တော်ကြည့်တဲ့အခါ good different မှာ minus ထွက်တာဆိုလို့ Manchester United တင်းမဲ့ကျွန်တော်ရှိပါတယ်ဆိုတော့ဒါတွေဟာတိုက်ဆိုင်လို့ဖြစ်လာတဲ့အရာတွေမဟုတ်ဘူးပေါ့နော်ဆိုတော့ဒါကြောင့်ကိုဒီအနေနဲ့ကျွန်တော်တို့ဒီ data တွေကိုပြင်ဆင်နိုင်ဖို့လိုပြီပေါ့ပြီးလို့ရှိရင်ဒီ IDP Premier League မှာလည်းအဲဆန်ဒလန်နဲ့ပွဲမှာပဲပထမဆုံးဆိုလို့ကျွန်တော်က clean sheet စပြီးတော့ရတယ်ပေါ့နော်အဲအခြေအနေတွေကကျွန်တော်တို့အနေနဲ့မဟန်မှုဖြစ်နေတာဆိုတော့ပွဲထွက်လူစင်းနဲ့ပတ်သက်လို့ကျွန်တော်ပြောကြည့်အောင် ပွဲထွက်လူစီမှာဆိုရင်ကိုရီတွက်ကတော့မနေ့ပြောရင်ဂူသမားကတော့လမ်မန်းစ်ပဲကျွန်တော်ဆက်ပြီးတော့ပွဲထွက်တင်နေပေါ့ဒါတခုရှိတာကတော့ကျွန်တော်အမြဲတမ်းပြောသလိုပဲလမ်မန်းစ်ပွဲထွက်လာလို့ဆိုပြီးတော့ဗောနော်ဒူဂိုးတကူမှမပြေးရတော့ဘူးဟိဆိုတာမျိုးကြုံရမှာတော့မဟုတ်ဘူးသူတပြင်းလက်ရှိလီဗာပူးတင်တဲ့ပွဲမှာလမ်မန်းစ်တွက်ကမလွယ်ပါဘူးမလွယ်ပါဘူးဆိုတာဒီဘယ်ဂျီယံလက်ရွေးစင်မှာဗောနော်ဒီကော့တိုဝါကပြောသလိုပဲအန်ဖီကွင်းကိုသွားဖို့အတွက်ဗောနော်သူ့တွက်ကမလွယ်ပါဘူး ော်ဘာလို့လဲဆိုတော့ခါကျတော့ AMFI ကွင်းမှာဆိုလို့ရှိရင်ပြိတက်တွေရဲ့ကျတို့ဒါ PR တွေဟာတော်တော်ကြီးကိုကြီးပါတယ်အဲ့တော့ဂူသမားတယောက်ဒီလိုလူငယ်ဂူသမားလေးတယောက်အတွက် Manchester United career အဖြစ်တောင်မှဒုတိယမြောက်ပွဲကိုကစားမယ့်အချိန်မှာ AMFI ကိုသွားပြီးတော့သူ့အနေနဲ့ပေါ့နော်ဂူသမားလောက်ရမယ်ဆိုတာမျိုးပွဲထွက်ကစားမယ်ဆိုတာမျိုးကဘယ်လို့မှမလွယ်ပါဘူးဆိုတော့ဘိုင်နာကိုမဖြစ်စေချင်ဘူးအမိုရင်းကအယုံကြည်မရှိရင်တော့ဘိုင်နာကိုထဲကောင်းထဲလာမှာပေါ့လေဒါတို့တော်လည်းပဲဂူသမားနေရာမှာလက်မန်းစာကျွန်တော်တို့တွေ့ပါတော့ ဒီစန်တန်နဲ့ပွဲမှာအကောင်းဆုံးပုံစံနဲ့ကျွန်တော်တို့ဒီလှုပ်ပြနိုင်ခဲ့တာဖြစ်တဲ့အတွက်ကိုရီအတွက်လမ်မန်စ်ကိုကျွန်တော်ဒီပွဲကပွဲထွက်ခွင့်ပေးသေးပါတယ်เนาะ Titan နဲ့လို့လည်းကျွန်တော်ထင်တယ်ဆိုတော့ Goodman ကတော့ Lemons ပဲဆက်ပြီးတော့ဖြစ်တင်နေပါတော့စနဘက်သုံးအောင်နေရာမှာဆိုလို့ရှိရင်လည်းပဲကျွန်တော်ကတော့ United အတွက်အများကြီးအပြောင်းလဲလုပ်နိုင်စွမ်းရှိလိမ့်မယ်လို့မထင်ဘူးအဲ Luke Shaw Lissandro မှာ Luke Luke Shaw ရဲ့ကျွန်တော်က delay ရဲ့ပြောလို့ရှိရင်ကျွန်တော် Lenny Yuru ရဲ့ဆိုပြီးတော့ရှိတယ်ဒါဟာအတင်းရဲ့လက်ရှိအကောင်းဆုံးခံစစ်၃ယောက်ပဲကျွန်တော် လန်နီယူရိုရဲ့နေရာမှာမာဇရာဝီအဆင်ပြေကစားလို့ကျွန်တော်ယူရမယ်။အဲဒါပေမဲ့လို့ပေါ့နော်လက်ရှိမှာလန်နီယူရိုပဲပါမယ်လို့ကျွန်တော်ထင်နေ။အဲမာဇရာဝီကအဆင်မပြေသေးဘူးဆိုတော့လေပြီးလို့ရှိရင်ဒီလစ်ကျွန်တော်တို့ပါမယ်။အဲလက်ရှိအတင်းရဲ့ center back တည်တယ်မှာဆိုလို့ရှိရင်တော်တော်ကိုတည်တည်ငြိမ်ငြိမ်ဖြစ်အောင်ကစားပြထားတယ်ကစားမှာတကယ်လည်းပဲကောင်းနေတယ်ဗျာ။ပြီးရင်လည်းပဲလူရှော့လူရှော့ကတော့ဒီ၃ယောက်ထဲမှာလုံးဝ inconsistent အဖြစ်ဆုံးကစားမှာပဲ။ နော်ကစားမားကဘယ်လိုပြောမလဲတပွဲနဲ့တပွဲခြေစွမ်းကောင်းအောင်သူမကစားနိုင်ဘူးတင်းကြီးနဲ့ခြေစွမ်းပြနိုင်ခြင်းကျွန်တော်မရှိဘူးအဲတော်တော်လေးလည်းသူတိုင်ပတ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်ကျွန်တော်တို့အဲ့ဒီနေရာမှာ Eden Heaven တို့ပြီးရင် Listener တို့ Marines တို့မကစားနိုင်တဲ့ချိန်လူရှော့ကိုပဲကျွန်တော်မျောလင့်နေရတာလူရှော့ကလည်းပဲတင်းကြီးရဲ့ခြေစွမ်းပြနိုင်မှုကခဲရင်းနေဆိုတော့တော်တော်လေးတိုင်ပတ်ပါတယ်နော်ဆိုတော့ Center Back ကတော့ဒီချက်ပိုကောင်းတဲ့ကစားမားတွေအသင်းမှာမရှိတော့ဘူးနော်ဆိုတော့လက်ရှိပွဲထွက်လို့ရတဲ့လူစင်းထဲမှာပြီးရင်တော့ ဘက်ထရီဒူဂူပေါ့နော်ဒီနေရာမှာကျွန်တော်စိတ်ဝင်စားတာကကျွန်တော်ဘက်ထရီဒူဂူကိုပါခိုင်းမှလာပေါ့ဘာလို့လဲဆိုတော့နီးပြရူမင်အမိုရင်ရဲ့ဝင်းဘက်ဒီသူ့ရဲ့ဒီဘယ်လိုဝင်းဘက်တွေကိုအသုံးပြတဲ့နေရာမှာပြောကြတော့ round foot wingers တွေကိုပို့ပြီးတော့သုံးတာမျိုးကအဆင်ပြေတယ်ဗျထားပါတော့လက်ရှိမှာ left wing back နေရာမှာဆိုလို့ရှိရင်ဂျီကိုတားလို့တို့လိုမျိုးညာချီတန်ကစားမကိုသုံးတာမျိုးလို့နော် right wing back နေရာမှာဆိုလို့ရှိရင် ာမတ်တလူမျိုးဘဲချီတန်ကစားမမျိုးကိုတုံးတာမျိုးတို့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကတိုက်စစ်ကိုတွားတဲ့နေရာမှာပို့ပြီးတော့ကောင်းအောင်ကစားနိုင်မယ်နော်ပို့ပြီးတော့ကောင်းအောင်ကစားနိုင်မယ်ဒါပေမဲ့လို့အဲ့လိုမဟုတ်ဘူးပေါ့နော်ကျွန်တော်ဒါခန်းစစ်အတန်ကစားမတွေကိုကစားမယ်ဆိုရင်တော့ကျွန်တော်မှာပက်ထရစ်ဒူကူပဲကျွန်တော်ရှိတာပဲအဲဒါလို့တို့ဘာလို့ကိုကျွန်တော်အဲ့ဒီပဲချန်တွားကစားခိုင်းလို့မရဘူးဘာကြောင့်လဲဆိုတော့ချင်ပါလေကျွန်တော်အနေနဲ့တော့ပေါ့နော်ဒီဆာလာတို့ဘာလို့ကပြန်နောက်ပြန်ပြီးတော့အများကြီးစင်းကူရတဲ့တောင်မျိုးလေပါဦးမှာယူထားတာမျိုးကျွန်တော်မဟုတ်ဘူး ဲ့ဒီတော့ဆာလာနေနဲ့ရရင်ရတယ်လို့ဆိုတော့ counter attack တင်နေသူသွားမှာအဲ့တော့ကျွန်တော်အနေနဲ့အဲ့ဒီဘက်ချမ်းမှာတိုက်စစ်အာသန်နေဆိုတာနဲ့ခန်းစစ်အာသန်ကစားမကိုထားဖို့လိုတယ်လို့ကျွန်တော်ထင်တယ်။အဲကြောင့် Patrick Dugu ကကိုယ်တိုင်လည်းပဲအတက်စင်းကောင်းကောင်းနဲ့ဖြစ်တင်ပေါ်ဒီပါတွေတိုက်စစ်ကို support လုပ်နေတာမျိုးကျွန်တော်ရှိတယ်။အဲဒါပေမဲ့လည်းလို့ပေါ့နော်ခန်းစစ်ကိုကျွန်တော်အာပြူတဲ့အပြူဖို့ဆိုလို့ရှိရင်ဒူဂူကပိုအဆင်ပြေလိမ့်မယ်လို့ကျွန်တော်ထင်တယ်။နော်ဆိုတော့ right wing backs မှာဆိုလို့ရှိရင်လည်းပဲအဲ့လိုပဲကျွန်တော်ကတော့ Ahmed Diallo ကိုမြင်ရလိမ့်မယ်လို့ထင်တယ်ပေါ့နော်။သူတပင်ဒါလို့ဆိုတာထက် အမတ်ကိုမြင်ရလိမ့်မယ်လို့ပေါ်ချင်တယ်အဲဒါလောကဗျာတကယ်ပြောရရင်စိတ်ချရတဲ့နေရာမှာမပါဘူးပေါ့နော်ခုနပြောလိုပဲအတက်အစင်းကောင်းနေပါညာဆိုပြီးမဲ့လေလို့ပေါ့ဗျာဒါပေမဲ့အာမတ်ဒီယာလို့ဆိုလို့ရှိရင်တိုက်စစ်သွားတဲ့နေရာမှာပိုအဆင်ပြေတယ်သူတို့ပြင်ကျွန်တော်တို့ဒါဘဲချန်းမှာပက်ထရစ်ဒူဂူလိုမျိုးခန်းစစ်အာတန်ကစားမှာထည့်ပြီးပြီဆိုရင်အာမတ်လိုမျိုးတိုက်စစ်အာတန်ကစားမှာကိုတော့တစ်ဖက်ကိုထည့်မှရမှာဒါမှ ကိုအသင်းနေနဲ့ကိုဘက်ကဘောလုံးရတဲ့ချိန်ကိုတိုက်စစ်ဆင်ကျင်တဲ့ချိန်မှာလည်းအဆင်ပြေမှာဗျာ။နောက်ဒါအပြင်ကွင်းလယ်မှာဆလိုရှင်လည်းပဲပေါ့နော်။ကျွန်တော်ကတော့အပြောင်းလဲရှိလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်။ပက်ထရစ်ဒူဝါဆိုပြလဲကက်ဆီမီရိုနဲ့ဘရူနိုဖာနန်ဒက်စ်ပဲပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်။နောက်တိုက်စစ်ကလည်းပဲကျွန်တော်အထင်တော့နော်မက်တီးစ်ကွင်ညာနဲ့အမ်ဘူမိုပြီးလို့ရှိရင်ဘင်ဂျမင်ရှက်ကိုပေါ့။ဒီ၃ယောက်ကအသင်းတွက်ကျွန်တော်တို့ဒီဖြစ်နိုင်ကြီးအများဆုံးကစားမှာပါ။ဒီညမှာမီဆန်မောင်းနဲ့ပတ်သက်ပြီးတော့ပြောစရာဖြစ်လာတယ်။ကျွန်တော်ကတော့ မီဆန်မောင်းကိုပွဲထုတ်လာမယ်ဆိုရင်လည်းပဲကွန်ပလိန်တက်စရာတော့မရှိဘူးမန္တန်ပြောမီဆန်မောင်းကလက်ရှိမှာကောင်းနေတာเนาะမီဆန်မောင်းကလက်ရှိမှာကောင်းနေတာအဲဒါအပြင်သူကတိုက်စစ်မှာဆိုလို့ရှိရင်အဲကိုပေါ့ဖန်တီမူလုတ်ပေးနေစွမ်းရှိတဲ့ကစားမှာပြီးလို့ရှိရင်ကျွန်တော်ဘောเนาะဒါ passing နေနဲ့သူကဟိုကောင်းကောင်းကစားတဲ့ကစားမှာဗျာ war rate လည်း imminent ကောင်းနေတယ်မှာပါတယ် pressing နေပါတယ်တွားတဲ့နေရာမှာဆိုလို့ရှိရင်လည်းတော်တော်လေးကိုမီဆန်မောင်းကအားကိုးရတယ်အဲ့တော့မီဆန်မောင်းပွဲထွက်လာမယ်ဆိုရင်လည်းပြဿနာဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးဘောเนาะအဲဒါပေမဲ့လို့ ဟိုမက်ဒီစ်ကွညာကိုထည့်တယ်ဆိုတာမျိုးကကွညာဟာကျတော့အမ်ဘူမိုတို့နဲ့မတူတဲ့အောက်ပုံမျိုးတွေပေးနိုင်တယ်အမ်ဘူမိုဆိုလို့ရှိရင်ကောင်တာအထက်တီမှာအရင်ကောင်းတယ်ပြီးလို့ရှိရင် 1v1 နေမှာဆိုလို့ရှိရင်ဘောနော်ကိုကောင်းကောင်းသွင်းယူနိုင်စွမ်းရှိတဲ့ကစားမတစ်ယောက်ဖြစ်တယ်ခရိုဇင်းနေအရင်ကောင်းတဲ့ကစားမတစ်ယောက်ကျွန်တော်ဖြစ်တယ်ဘောနော်အဲဒါအပြင်အာမက်နဲ့သူ့ရဲ့ဂျားတွေကအချိတ်ဆက်ကလေးတွေကလည်းအဆင်ပြေနေပြီဗျာပြီးခဲ့တဲ့ဆန်တဲ့နဲ့ပွဲမှာအဲတစ်ဖက်ကမက်ဒီစ်ကွညာကိုကြည့်တော့အဲ့လိုမဟုတ်ဘူးဘောနော်မက်ဒီစ်ကွညာဒီ လုံးဝ dribbling ကစားမှမျိုးပြနော်တယောက်ချင်းတယောက်ကြော်ဖြတ်ဖို့ကြိုးပမ်းမယ်သူယုံမယ်ခန်းစစ်ကိုတော့သူ့အနေနဲ့အများကြီးကူနိုင်တဲ့နေရာမှာမပါဘူးပေါ့နော်ဆန္ဒရှိမှတခါတလေကျွန်တော်တို့အနေနဲ့ light pressing လောက်တာလောက်ပဲကျွန်တော်ရှိမယ်အဲဒါအပြင်သူကကိုပေါက်ဖန်တီးဖို့ကြိုးပမ်းတာမျိုးဆိုရတဲ့သူကိုယ်တိုင်ကန်တဲ့ကစားမတိုက်မျိုးအဲ့ဒီတော့အန်ဘူမူရူလို့ကျွန်တော်ဟုတ်မနေဘူးပေါ့နော်ဆိုတော့ crossing နေပါလေကောင်းကောင်းကန်ကန်အများကြီးပြနေတယ်ဒီမှာကျွန်တော်မပါဘူးဒါကြောင့် Matthew Squinya ကိုကျွန်တော်ကြည့်ရင်တယောက်ချင်းတယောက်ကြော်ဖြိုင်းနေလေပေါ့ဦးကိုဒုက္ခပြနေဆိုရှိတဲ့ကစားမမျိုး တော့မေဆန်မောင်းလိုမျိုးပါစင်လေးတွေနဲ့လုတ်ပြီးတော့မဟုတ်ဘူးဆိုတော့ဒါကြောင့်ကျွန်တော်တို့လီဗာပူးခံစစ်ကိုဖျို့ဖေးဖြစ်စီဖို့လို့ဘာလို့ဆိုလို့ရှိရင်ကုညာကိုကျွန်တော်တို့ထဲတင်တယ်လို့ထင်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ကတော့မေဆန်မောင်းဆိုတဲ့မတ်တီးစ်ကုညာကိုပါတာပုံမြင်ရလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့ဒါကလည်းရှိဒါဖြစ်နိုင်ရည်ရှိတဲ့ပွဲထွက်လို့စင်ပေါ်လေကျွန်တော်တို့ကတော့တပွဲနဲ့တပွဲအများကြီးအပြောင်းလဲရှိမှာတော့မဟုတ်ဘူး formation တွေကောနော်ကစားမားတွေကိုပွဲထုတ်တဲ့နေရာတွေမှာကောဘာမှအပြောင်းလဲကျွန်တော်အများကြီးရှိမှလို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ စိတ်ပူစရာကောင်းတာကအမ်မိုနီပဲ။ဘာကြောင့်လဲဆိုတော့အဲကျွန်တော်အမ်မိုနီနဲ့ပတ်သက်လို့ရှိရင်ဗျာနော်အမ်မိုနီနဲ့ပတ်သက်လို့ရှိရင်ဟိုရှေ့မှာကလေးကပေါ့နော်ကျွန်တော်တို့ဒီကြုံထားတာတွေကမနေဘူးပေါ့မနေဘူးဆိုတာကထပါတော့ကျွန်တော်တို့ဆန်ဒလန်နဲ့ပွဲမှာတူးစီးနဲ့ကျွန်တော်နိုင်တဲ့ခါကျတော့ပြည်တယ်မလားနောက်ထပ်နှစ်နှစ်အချိန်ပေးသင့်နေတို့ဘာတို့ဒီကျွန်တော်ဖြစ်လာတာစာချင်မျိုးရဲ့ဘက်ကဒါပေမဲ့အဲ့ဒီမတိုင်ခင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်3ရမှာကကျွန်တော် brand 4ကို31နဲ့ရှုံနေဆိုတာပဲ brand 4ကိုကျွန်တော်31နဲ့ရှုံနေ မန်ချက်စတာစီးတီးကို3စီးနဲ့ကျွန်တော်ရှုံးတယ်ပြီးရင်ကျွန်တော်အနေနဲ့ပေါ့နော် Greensby Town ကိုကျွန်တော်ရှုံးတယ် Arsenal ကိုကျွန်တော်ရှုံးတယ် Arsenal ကိုကျွန်တော်ရှုံးတယ်ဆိုတော့ဒါဟာဒီယာဒီရှုံးပွဲတွေဒီယာဒီမှာဘနက်ပွဲမှန်ကျွန်တော်မကန်သေးဘူးเนาะအဲ့ဒါဒီယာဒီရဲ့ကျွန်တော်ရှုံးပွဲတွေဆိုတော့ဘလူးမတ်အစဉ်ပြေးမနေဘူးနိုင်တဲ့ပွဲစဉ်တွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Burnley ကို3-2နဲ့နိုင်တာ Burnley ဒီတန်တက်အသင်းမှာเนาะဒါအပြင်ကျွန်တော်အနေနဲ့ပေါ့နော် Sunderland ကိုကျွန်တော်2-0နဲ့နိုင်တယ် Sunderland ဒီတန်တက်အသင်းမှာ ဆန်ဒလန်ဒီတန်တက်အတင်းဒါအပြင်ချယ်ဆီကိုကျွန်တော်2-1နဲ့နိုင်တယ်တော့ဘလို့နိုင်ခဲ့လဲကျွန်တော်ပြောပြကြရလူမေတော်မှကျွန်တော်မထင်ဘူးဆိုတော့ပြောချင်တာက MOD အနေနဲ့ပေါ့နော်အပိုင်ရှင်ရဲ့ထောက်ကန်အားပေးမှုတွေဘာတွေရထားတယ်ဆိုပြီးမဲ့လေလို့ကျွန်တော်တို့အတွက်ကစိတ်ပူစရာတွေအများကြီးပါ MOD နဲ့ပတ်သက်ရင်ဒီပေါင်းနဲ့ပွဲစဉ်မှာအကယ်လို့များထပ်ပြီးတော့ရှုံးနေလာမယ်ဆိုရင်ဘလို့ဒီဆက်ပြီးတော့ကျွန်တော်ဖြစ်ကြအောင်မလဲဒီကြတာတစ်ခုကတော့လေပေါင်းနဲ့ပွဲမှာလေပေါင်းကွင်းမှာနိုင်မှုကမလွယ်ဘူးကိုအသင်းရဲ့ကွင်းမှာဆိုရင်တော့မနေ့နေ့မျှော်လင့်ချက်ရှိကောင်းရှိအောင်မယ်ဒါပေမဲ့လေပေါင်းကွင်းမှာဆိုလို့ရှိရင်တော့ ယူနိုက်တက်ကကျွန်တော်တို့ကဘလူးမတ်လွယ်ကူနေမှာမဟုတ်ဘူးပေါ့နော်နောက်တစ်ခုကကျွန်တော်နေနဲ့ဆက်လာပြီဗျာဘရိုက်တန်ကလည်းပဲကိုရီကိုဒုက္ခပေးနေစွန့်ရှိတဲ့အသင်းမျိုးလီဗာပူးနဲ့ပွဲပြီးကျွန်တော်ကစားရမှာအဲ့ဒါပြီး Nottingham Forest အဲ့ဒါပြီးစပါးနဲ့ကျွန်တော်ကစားရမယ်အဲ့ဒါပြီးလက်ရှိမှာ form ကောင်းနေတဲ့ကျွန်တော်တို့က Everton နဲ့ကစားရမယ်လို့ပါလို့ဆိုတော့ပြည်နာက Manchester United အတွက်ကဒီ Amorian လက်အောက်မှာပေါ့နော်အရာအလုံးကကျွန်တော်နေနဲ့စိတ်ချလက်ချဖြစ်တဲ့အနေအထားမှာကျွန်တော်ရှိမနေဘူးအဲ့ကြောင့်ဒါတွေကစိတ်ပူစရာပဲလေလီဗာပူးနဲ့ပွဲမှာလည်း Amorian ကပေါ့နော် United ကို အကောင်ဆုံးကျွန်တော်ဒီညနေခြေသွင်းမျိုးတွေနဲ့ရအောင်လှုပ်ပြနိုင်ပါမလားမသိကြဘူးအဲဆန်တန်နဲ့ပွဲစဉ်က10 point ဖြစ်ဖို့ကျွန်တော်မျှော်လင့်ကြတယ်ဆိုပေမဲ့လည်းရှေ့မှာလည်းဘန်လီနဲ့ပွဲနိုင်တော့ကလည်းဒီလိုပဲကျွန်တော်ပြောခဲ့ကြတာပဲနော်ပြီးလို့ရှိရင်ကျွန်တော်တို့က Chelsea နဲ့ပွဲနိုင်တော့ကလည်းကျွန်တော်ဒီလိုပဲကျွန်တော်ထင်ခဲ့ကြတာပဲအဲ့တော့အဲ့လိုမျိုးကျွန်တော်မျှော်လင့်လို့ရတဲ့အနေအထားမျိုးဟုတ်မနေဘူးပေါ့နော်အဲကြောင့်ကျွန်တော်တို့ဒီနေ့ပွဲမှာတည်ရရင်တောင်မှကိုရီတို့မစိုးဘူးမြင်ရမယ့်ပွဲမျိုးလို့ကျွန်တော်ထင်တယ် လေပါဦးကသုံးပွဲသက်သက်ရှုံးနေထားတဲ့အသင်းမျိုးဆိုတော့ငါတို့ဒီချိန်မှာနိုင်ကောင်းနိုင်နေမှာမယ်ပေါ့တကယ်တမ်းကတော့ဗျာအမှန်တမ်းပြောရင်လေပါဦးသုံးပွဲသက်သက်ရှုံးနေထားတယ်ဆိုတော့မြူကအဝေးကွင်းမှာသူတို့ရှုံးနေထားတာသုံးပွဲစလုံးကနော်ဒါအပြင်အာနီစတော့အနေနဲ့လည်းသူ့မှာလည်းဒဏ်ရာပြေတနာတွေတော့ရှိတယ်သူတို့လည်းပဲလေပါဦးကွင်းမှာကျွန်တော်အနိုင်ရဖို့ဆိုရတာမလွယ်ပါဘူးအနိုင်ရရင်တော့ကောင်းတာပေါ့ဗျာဟုတ်တယ်မလားသူတို့အမ်မိုရီရဲ့အနာဂတ်ကိုတော့ဒီတပွဲကလည်းဆက်ပြီးတော့အဆုံးဖြတ်ပေးလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်လေပါဦးနဲ့ပွဲစဉ်ကရက်လက်ကအမ်မိုရီကိုအဆုံးဖြတ်ပြီးမှမဟုတ်ပါဘူးဒါတည်ကြတယ်ဆိုတော့ မူရင်းနဲ့တကယ်နိုင်အောင်ဆွမ်းဆောင်ပြနိုင်မလားကျွန်တော်ကြည့်ရမယ်ဆိုတော့ညီတို့ရောဘလူမီညလည်းဒီပွဲမှာဘလူရက်လက်တွေထွက်ပေါ်လာမယ်ထင်ကြလဲဆိုတော့ဒါအပြင်ကျွန်တော်တို့လက်ရှိပွဲထွက်လူစင်းနဲ့ပတ်သက်လို့ရောဘလူမီညလည်းကွင်းလင်းမှာမင်းနူးတို့ဘာတို့ကိုမြင်ရဖို့ကတော့မရှိဘူးစိတ်ချเนาะဒါကျွန်တော်ထူးထူးခြားခြားကျွန်တော်တို့ဒါပြောကြတာမလို့တော့ပွဲတိုင်းပြောနေတာဆိုတော့ဆွေးနွေးကြပါအောင်เนาะကြီးကြီးပွားပြီးတဲ့ညီကိုများအလုံးကိုချစ်တီများဒီမှာလေ channel လေးကို subscribe နဲ့ဒီလိုဆိုရင်နေပြီးတော့ကြောင်းဆိုပါတယ်အားလုံးကိုကျေးဇူးပါ